ဒီနေ့တော့ကျွန်တော်စကားတူတူသုံးတဲ့အကြောင်းအရာသုံးချက်ကိုပြောချင်ပါတယ်။ပထမဦးစွာအခုချိန်အမေသားသမီးပဲဖြစ်ဖြစ်အဖသားသမီးတွေပဲဖြစ်ဖြစ်ငလင်ဘေးဒဏ်ကိုခံစားကြတော့ကျွန်တော်တို့မြန်မာပြည်သူပြည်သားအရောက်တိုင်းစီအတွက်ကျွန်တော်အင်မတန်မှစိတ်ညှိုးငယ်ရပါတယ်။တဘာဝဘေးအန္တရာယ်ဆိုတာကအနေနဲ့အစိမ်းဂျားနေဘသူကမှခွဲခြားမနေဘူးဗျ။အချမ်းဖက်စစ်ကောင်စီဘက်ကသူ့အားသာချက်ဖြစ်တဲ့လေသက်နဲ့ငလင်ကာလအတွင်းမှာလဲမချောင်ဘူးပြည်သူအပေါ် သူတို့ထင်တိုင်းဘုံကျဲခဲ့ကြသေးတယ်ဒီအကျမ်းဖက်စစ်သက်ရဲ့လေသက်မိသားစုအတိုင်းအဝိုင်းဆိုရင်သူတို့ရဲ့လေသက်စကန်းဝင်းချင်ကိုသူတို့ကဂျမ်းမာထောင်းတယ်လုံခြုံရေးအခိုင်အမာတီဆောက်ထားကြပြီးတော့သူတို့သူနေထင်ပေါ့နော်မာနထောင်လွားကြပေမဲ့ဗျာဒီတဘာဝဘေးဒဏ်ငလင်ကိုတော့သူတို့ထောင်ထားတဲ့ဂျမ်းမာတွေလုံးဝပါစီ ခုခံလို့မရခဲ့ကြဘူးဗျာဒီမနေ့ကကျွန်တော်ဂျာတိရတဲ့တည်င်းပေါ့နော်မန်ကန်မယ်ဆိုရင်တော့တရာဦးလေးစိတ်ကဒီ ငလင်ဘေးဒဏ်ကြောင့်ပဲလေသက်ကမိသားစုတတော်များများထိခိုက်သေးဆုံးမှု ရှိတာကိုလည်းကြားသိခဲ့ရတယ်ဗျ။ဒါဦးလေသက်ကတဲ့ငလင်ကြောင့်ပေါ့နော်။အဲ့ဒီမှာလေရင်မှုတွေနဲ့လေသက်လှုပ်သားတွေမိသားစုတွေအပါအဝင်90ကျော်မုံငါးဖြစ်သွားတယ်။သေးသေးချာချာပြန်စင်းစားကြည့်ရင်လေလူဘဝဆိုတာကနေ့မင်းညပြောက်ဆိုတယ်လို့အရှမ်းကိုတန်ဝေကတရားရရှိစေတယ်ဗျ။ ဒုတိယအနေနဲ့နေပြည်တော်6လုံးတန်းအင်ရလဲငလင်တန်းအလူအလဲခန်းစားခဲ့ကြတယ်လို့ကြားသိရတယ်။ခမားတို့အကြမ်းဖက်စစ်ကောင်စီရဲ့ဘလောက်ပဲအခိုင်အမာတည်ဆောက်ထားတဲ့ခမားတို့ရဲ့အိမ်ပိုင်ဆိုင်မှုစီရင်အင်အားဆိုတာကလေ PDF နဲ့ EAO တို့ရဲ့ထိုးစစ်မတိုင်ခင်မှာတောင်မှတဘာဝတရားရဲ့နော်ငလင်တန်းကိုခမားတို့ခန်းစားလိုက်ရပြီမဟုတ်လားဗျ။ခမားတို့ဘူတန်းရွှေနေတဲ့တိုင် အတိတရားရရှိဖို့အချိန်တန်နေပြီဗျ။အေးအတိတရားမရသေးရင်လည်းမကြသောအချိန်မှာ PDF နဲ့ EAO တပ်ပေါင်းစုကလေခမရတို့ရဲ့ခိုးအောင်ရကြွတ်တွင်အတိုက်ကိုမွေနောက်ပြီးတော့ခမရတို့တက်ကြိတ်သွားဖို့အချိန်ရောက်ရှိလာမှာပါ။ဒါကြောင့်နာကင်မုံတိုင်းနဲ့အတူငလင်ဘေးဒဏ်ကိုခမရတို့အခွင့်ထူးယူပြီးမှ နော်မင်းအောင်လိုင်းတယောက်ကပ္ပမီဒီယာလောကမှာတရားဝင်အစိုးရဖြစ်နေနေရယူနေပါတယ် ဒီအချင်းအရာကိုကြည့်မယ်ဆိုရင်ငလင်ဘေးဒဏ်ကို မခံစားရလဲတနစ်တစ်ချိန်မှာရွေးကောက်ပွဲကျင်းပနိုင်ခဲ့မယ်ဆိုရင်အာဆီယံကုလသမဂ္ဂမှာသူတို့မလွေးမသွေအတိအမတ်ခံရနိုင်ခြင်းအင်မတန်မှများပါတယ်ဒါကဘာကြောင့်လဲဆိုရင် ကျွန်တော်တို့တော်လန်ရေးဘက်တော်သားတွေကျွန်တော်တို့အချင်းချင်းစစ်ရေးအမြင်နေပြူဟာကွဲပြားမှုကြောင့်ကျွန်တော်တို့ဖြစ်သင့်တာထက်ပေါ့နော်ရှေ့မသွိုးနိုင်တာဖြစ်ပါတယ်ဖြစ်သင့်တာပြောရရင်တော့အခုချိန် ကျွန်တော်တို့တော်လံပြည်သူဘက်ကဗျာရန်ကုန်မြို့ကြီးတွင်ကျွန်တော်တို့မသိမ့်ပိုက်သေးရင်တောင်မှစကိုင်းတိုင်းနဲ့ချင်းပြည်နယ်ဆိုတာကကျွန်တော်တို့ရဲ့အိတ်ကပ်ထဲရောက်တဲ့အချိန်ကဖြစ်နေပါပြီချင်းပြည်နယ်နဲ့စကိုင်းတိုင်းသာကျွန်တော်တို့အိတ်ကပ်ထဲရောက်ခဲ့မယ်ဆိုရင်အိန္ဒိယနိုင်ငံကနေတဆင့်နိုင်ငံတကာနဲ့ကျွန်တော်တို့တရားဝင်ဆက်ဆံခွင့်ရမယ်အကူအညီရဖို့ပေါ့နော်ဒီငလင်ဘေးကာလမှာအင်မတန်မှအဆင်ပြေသွားမှာဖြစ်ပါတယ်ပြီးတော့တစက်တန်းမှာပဲ ရခိုင်ပြည်နယ်နဲ့ကချင်ပြည်နယ်လွတ်မြောက်ဖို့အင်မတန်မှဒီချင်းပြည်နယ်စကိုင်းတိုင်းဆိုတာအထောက်အကူအများကြီးပံ့ပိုးပေးသွားနိုင်မှလည်းဖြစ်ပါတယ်ဒီအကြောင်းအရာတွေကငလင်ဘေးဒဏ်ကာလလွန်မှကျွန်တော်ဘက်ကပေါ့နော်တေးသေးချာချာဆွေးနွေးတင်ပြပေးသွားမှာပါတတိယချက်ကတော့ NUG အစိုးရဘက်ကမိမိကိုယ်ကို ခုခံစစ်မှတ်အပထိုးစစ်ယာယီရပ်နားမယ်ဆိုရင်ကျွန်တော်အနေနဲ့ကတော့လုံးဝကန့်ကွက်စရာမရှိဘူးလို့မြင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ဒါကလေနိုင်ငံတကာနိုင်ငံကြီးတွေရဲ့မဲပြပစိုးပေါ့နော်လုတ်ယူထုံတန်း delete ထုတ်ပြန်တဲ့စာမျိုးကို NUG ဘက်ကမပြက်မကွက်လိုက်နံချင့်သုံးရတဲ့အစဉ်အလားဆိုတာကိုလက်ခံရင်ကျွန်တော်တို့ဘက်ကထုတ်ပြန်သင့်တော့အချင်းအရာလို့ကျွန်တော်အနေနဲ့သုံးသပ်ပါတယ်ပြီးတော့ကျွန်တော်အနေနဲ့ကြိုလဲကြိုဆိုပါတယ်အဲ့လိုစာထုတ်တာဒီအချက်ကို ခမရအနေနဲ့လက်မခံဘူးဆိုရင်တော့အရှိကိုရှေ့အတိုင်းခမရအမှန်မြင်တတ်မယ်ဆိုရင်တော့ အခုအချိန်နိုင်ငံတော်ဝန်ကထိုးစစ်ဆိုတာကလေ EAO နဲ့ local PDF တွင်ရထိုးစစ်တွေမဲ့ဖြစ်တယ်ပြောရရင်တော့ EAO ထိုးစစ်ပဲထားလိုက်ပါနော်ကာကွယ်ရေးဝန်ကြီးရထိုးကို KIA ကဘူချုပ်ဂုံမအရကတ်တော့ဘူချုပ်ထွန်းမြနိုင်တို့ဘက်က လေတန်းတော်မပစ်ဘူးမျက်စောင်းတော်မထိုးကြတာက အခုလိုဖြစ်ပေါ်လာမဲ့အကြောင်းအရာတွေအချင်းအရာတွေဖြစ်ပြက်သွားရင်နော်ခံစားရမယ်ဆိုရင် အခုလိုငလင်ဘေးရန်တွင်ပေါ့ အန်ယူဂျီရဲ့ကာကွယ်ရေးဝန်ကြီးယာထူရယူထားခဲ့ရင်ဥပမာဗျာဘူချုပ်ထွန်းမျက်နှာဆိုရင်အေအေတတ်တော်ရဲ့ထိုးစစ်ယာရီရနိုင်ရပါမယ်ဘူချုပ်ဂုံမော်ဆိုရင်လည်း KIA ရဲ့ထိုးစစ်ရှက်နိုင်ရပါမယ်ကျွန်တော်တို့ဘက်ကဘလောက်ပဲရှက်နာနေပါစေဒီအကြမ်းဖက်စစ်ကောင်စီရဲ့လေချောင်းထိုးစစ်ကဘယ်တော့မှဘယ်အခါမှရှက်နာသွားမှာမဟုတ်တော့အခါသေးလွန်းတဲ့တမိုင်းအကြောင်း အရာတွင်ကို ဤဟိုခေါင်းဆောင်တွေကနှစ်ပေါင်းများစွာသူတို့ခါးစင်းရင်ဆိုင်ရတယ်တိရှိထားတာကြောင့် NUG ရဲ့အာဂွေရေးဝန်ကြီးရာထိုးကိုသူတို့တော်လန်ရေးကာလအတွင်းမှာလေတံမပစ်နော်မျက်စောင်းတော်မထိုးခဲ့ကြတာအခု NUG ဖက်ကငလင်ဘေးဒဏ်ကို အခွင့်ကောင်းယူပြီးမှထိုးစစ်ဆင်ရမယ်အချိန်ယာယီတဖက်သက်အပြစ်ရမှုထုတ်ပြန်ခဲ့ရင်နော်အခုလို EAO တွင်ရဲ့ထိုးစစ်တွေ ရတန်းရမှာဖြစ်တယ်အဲ့ဒါရင်အကြောင်းပဲပေါ့နော်အဲ့လိုဝေဖန်တဲ့သူတွေကိုကျွန်တော်ပြောပြပေးချင်တာဖြစ်တယ်နော်ကဲလူဘိန်းနားလဲအောင် ပြောရရင်တော့အန်ယူဂျီဘက်ကအခုစာထုတ်ရမှာကဘာကြောင့်လဲဆိုရင်လူကြီးဆန်သော အမှုအကျင့်ကို ကပအလယ်မှာထုတ်ဖော်ပြသရမှာဖြစ်တယ်ဒါပေမဲ့ EAO နဲ့ local PDF ဆိုတာက NUG နဲ့ MOD အောက်မှာရှေ့မနေတာကြောင့် မင်းအောင်လိုင်ဘက်ကငလင်ဘေးဒံချာကလေချောင်းထိုးစစ်လာတယ်လို့ EAO နဲ့ Logger PDF တွင်ဖက်ကလက်သွဲပြီးမှမင်းအောင်လိုင်ရဲ့အချမ်းဖက်စစ်တပ်ကိုတဖက်လက်နဲ့ပြန်လဲထိုးစစ်ဆင်းနိုင်တာဖြစ်တယ်နော်ဒါထက်ပိုရှင်းအောင်တော့ကျွန်တော်ရှင်းမပြတတ်တော့ဘူးဗျနိဂုံချုံအနေနဲ့ပြောရမယ်ဆိုရင်ကပတ်နိုင်ငံကြီးများရဲ့ငလင်ဘေးဒဏ်အကူအနေတွင်မင်းအောင်လိုင်တယောက်သူ့အချမ်းဖက်စစ်တပ်နဲ့ ပြိုးစောထီးတွင်ရက်တည်နိုင်ဖို့မောင်ပိုင်စေအလွဲသုံးစားမယ်ဆိုတဲ့သတင်းတွင်တက်နေပါတယ်ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ခေအဆက်ဆက်တဘာဝဘေးဒဏ်အလူတွင်နော်တစ်ဖက်တခြားသောနိုင်ငံကြီးတွင်ကူနေတဲ့အလူငွေတွင်ဒီအကြံဖက်စစ်ကောင်းဆောင်တွေကလူရက်တဲ့ခိုးစားတယ်အဲ့လိုအကျင့်ဒလိတွင်ရှိတော့လေခုကြားရတဲ့သတင်းဟုတ်လားမဟုတ်လားတော့မသိဘူးဟုတ်မယ်ဆိုရင်လည်းအံ့ဩသွားမှာမဟုတ်ဘူးကျွန်တော်အနေနဲ့လုံးဝအံ့ဩမှာမဟုတ်ဘူး ျွန်တော်တို့အထူးဂယုဆိုက်ရမှာကနော်ကျွန်တော်တို့ဒေါ်လန်ပြည်သူဘက်ကပေါ့ဗျာကျွန်တော်တို့ဒေါ်လန်ပြည်သူဘက်ကထိန်းချုပ်ရနယ်မြေတွင်ဖြစ်တဲ့စကိုင်းတိုင်းကိုတော့ကျွန်တော်တို့လက်လန်းမီတက်ဒေသအတွင်းဆိုရင်တော့ကိုနေနိုင်ဖို့ဘောနော်တကယ်လို့မြေပြင်နဲ့အဆက်အသွယ်ရှိမယ်ဆိုရင်မြေပြင်ကိုဓာတ်ရိုက်ကိုနေနိုင်ပါတယ်အကယ်လို့မြေပြင်ကနေဓာတ်ရိုက်ကိုနေဖို့အဆက်အသွယ်မရှိဘူးဆိုရင်လဲမရှိသူဆိုရင်လဲဒီငလျင်ဘေးဒဏ်ကိုအခွင့်ကောင်းယူပြီးမှလှုပ်ရှားတဲ့ လူတော်တော်များများရှိပါတယ်ပါပဲပြောပါတော့အာဆက်မြေပြင်ဒဏ်ရိုက်အဆက်အသွယ်မရှိဘူးဆိုရင် NUG မှတဆင့်လူတန်းနိုင်တဲ့ထောက်ပံ့ငွေပေးနိုင်တယ်အကယ်လို့မြေပြင်ကနေတဆင့်ဒဏ်ရိုက်အကူအနည်းဒဏ်ရိုက်ဆက်သွယ်မှုရှိတယ်ဆိုရင်တော့မြေပြင်ကနေတဆင့်ဒဏ်ရိုက်ဆက်သွယ်လို့ရတယ်ကောင်းပါပြီခင်ဗျာဒီနေ့ကတော့ဒီလောက်နဲ့ပဲအဆုံးတက်လိုက်ပါမယ်ခင်ဗျာနောက်ဗီဒီယိုများမှာကျွန်တော်တို့ပြန်လည်ဆုံစီကြပါမယ်